AI ဆိုတာရှုပ်ထွေးတယ်ခက်ခဲတယ်လို့မိတ်ဆွေခံစားပါလားတကယ်လို့နီးစနစ်တင်အဲ့လောက်မခက်ခဲပါဘူး Google AI Studio တည့်ရဆိုလို့ရှိရင်ကုတ်တကြောင်မှရေးစရာမလိုတော့ဘဲနဲ့ကိုယ့်ရဲ့အပတ်စဉ်အချိန်တွေကိုခြွေတာပေးမဲ့စွမ်းဆောင်ရည်မြင့်စေမဲ့နီးစနစ်တွေကိုဖန်တီးနိုင်မှာဖြစ်ပါတယ်ကိုယ့်ရဲ့တကူရည်သုံး software တွေကို ဖန်တီးနိုင်မှာဖြစ်ပါတယ် Google AI Studio ဆိုတာ Gemini AI ကိုအသုံးပြုပြီးတော့မှ Google Workspace ကနေကိုလိုချင်တဲ့ software တွေ AI application တွေကိုဖန်တီးလို့ရတဲ့ နေရာတစ်ခုပဲဖြစ်ပါတယ်ဒီနေရာလေးကိုတော့လူတီတင်လောက်မတိပဲနဲ့အများစုကတခြား ChatGPT ဂျာမနိုင်းတို့ကိုအတိအကအသုံးပြုတတ်ကြပါတယ်ကို idea တစ်ခုရှိရုံနဲ့လူချင်းနဲ့ application တွေကို data တွေထည့်ပြီးတော့မှဖန်တီးခြင်းတဲ့အရာတွေကိုအလွယ်တကူဖန်တီးလို့ရတဲ့နေရာတစ်ခုဆိုမှာပါအောင်ဒါကြောင့်မလို့ကိုယ့်ရဲ့လုပ်ငန်းခွင်အတွက်ပဲဖြစ်ဖြစ်ကျောင်းအတွက်ပဲဖြစ်ဖြစ်ကိုယ့်ရဲ့အင်ဇာ project တွေအတွက်ပဲဖြစ်ဖြစ် ကြိုက်တဲ့နေရာတော့ကိုအတုံးပြုလို့ရပါတယ်။တနည်းပြောရမယ်ဆိုရင်အချိန်တိုးအတွင်းကိုအလုပ်တွေပြီးမြောက်စေမယ့်ဖြတ်လန်းတစ်ခုပေါ့။ဒါကြောင့်ဒီဗီဒီယိုလေးကလုပ်ငန်းရှင်တွေ၊ចောင်းလူចောင်းသားတွေကိုကိုတိုးတက်ဖို့ဆောင်လောင်နေတဲ့လူတွေအတွက်ယူရပါတယ်။လုပ်ငန်းရှင်တွေအတွက်ဆိုလို့ရှိရင် business plan ဖန်တီးတာ၊ marketing plan ဖန်တီးတာ၊ဘယ်နေ့မှာပါ posting ရမလဲဆိုတဲ့ marketing calendar ဖန်တီးတာပြီးလို့ရှိရင် AI chatbot အနေနဲ့လုပ်ဆောင်တာဒါမျိုးတွေအကုန်လုံးကိုဒီ Google AI Studio အသုံးပြုပြီးလုပ်ဆောင်လို့ရပါတယ်။ကိုယ့်ရဲ့ဝန်ထမ်းတွေထက်တောင်မှပို့ပြီးတော့မှ ထုတ်ကုန်တွေအကြောင်းကုမ္ပဏီအကြောင်းတိရှိနေတဲ့24နာရီခွင့်ရအလုပ်လုပ်ဆောင်တဲ့ agent တစ်ခုအနေနဲ့ဖန်တီးလို့ရပါတယ်။ကျောင်းလူကျောင်းသားတွေအတွက်ဆိုလို့ရှိရင်ကိုယ့်ရဲ့အင်တာ လုပ်တဲ့အချိန်မှာ research လုပ်တဲ့အချိန်မှာ study လုပ်တဲ့အချိန်မှာ flash card တွေဖန်တီးတာပြီးလို့ရှိရင်ကိုယ့်ရဲ့တုတေသနလုပ်တဲ့နေရာမှာအထောက်အကူပြုအောင် language learning တည်ယူတဲ့နေရာမှာအများကြီးအသုံးဝင်တဲ့ဒါ Google AI Studio ဖြစ်ပါတယ်။ကိုယ့်ရဲ့စွမ်းဆောင်ရည်မြင်ဖို့အတွက်အာတီတပြင်းပြတဲ့မိသွေတို့အတွက်ဆိုလို့ရှိရင်လည်းကိုက Life Coach အနေနဲ့ဒါမှမဟုတ်ကိုယ့်ရဲ့စွမ်းဆောင်ရည်မြင့်အောင်ကူညီပေးနိုင်တဲ့ tool စကူအနေနဲ့အသုံးပြုလို့ရပါတယ်။ကိုယ့်ရဲ့ PDF နက်ခတ်တွေအပြင်ကိုယ့်ရဲ့တရက်တာဖြတ်တန်းမှုတွေ journaling လောက်ဆောင်မှုတွေပြီးလို့ရှိရင်ဓာတ်ပုံရိုက်လိုက်တာနဲ့မြန်မာစာကိုမြန်မာလိုပြန်ပြောင်းပေးတဲ့ OCR လိုမျိုးပုံစံကိုကတိုက်ပင်ရမ်းရမှာကြာတယ်ဆိုလို့ရှိရင်မြန်မာလိုပြောလိုက်ရုံနဲ့ စာရေးပေးမယ့် application မျိုးတွေဖန်တီးလို့ရတဲ့ထူးထူးဖြစ်ပါတယ်။ဒါကြောင့်မလို့ Google AI Studio ဆိုတာ programmer တွေအတွက်ပဲမဟုတ်ဘူး။ daily life မှာကျွန်တော်တို့ရဲ့ need to do အပေါ်မှာဆွမ်းဆောင်ရင်မြင့်ကျင်တဲ့ဒူတိုင်းအသုံးပြုလို့ရတဲ့လက်နက်ကောင်တစ်ခုဖြစ်ပါတယ်။ Google AI Studio ဘယ်လိုအသုံးပြုရမလဲဆိုတဲ့ပိုင်းလေးကိုကျွန်တော်ပြပြပေးပါမယ်။အဲ့တော့ပထမဆုံး Google AI Studio ဆိုပြီးရိုက်ထည့်လိုက်ပါ။ဒီလိုရိုက်ထည့်လိုက်လို့ရှိရင်ကျွန်တော် Google ကနေတွားရတယ်ဆိုလို့ရှိရင်ဒါမျိုးလေးတွေးပါလိမ့်မယ်။အဲ့တော့ Google AI Studio ထဲဝင်လိုက် Google Account ရှိရဆိုလို့ရှိရင်ကျွန်တော်ဝင်လို့ရပါတယ်။ဒါဆိုလို့ရှိရင်ကိုဘေးလုတ်ခြင်းနဲ့ application ကိုဒီကနေစာရိုက်ပြီးပြောလို့ရပါတယ်။အဲ့တော့ကျွန်တော်တို့တုံးပိုင်းပြောက်အောင်မယ်။တပိုင်းတော့လုပ်ငန်းရှင်တွေအတွက်နောက်တပိုင်းကကျွန်တော်ဒီအကြောင်းလူကြောင်းသားတွေအတွက်ပြီးတော့နောက်တပိုင်းကတော့ productivity တိုးတက်ဖို့အတွက်အဲ့တော့ လုပ်ငန်းရှင်တွေနဲ့ကျွန်တော်ရင်ပြပေးပါမယ်။ idea ရှိတဲ့ကျွန်တော် prompt ရိုက်ထည့်လိုက်ပါတော့။ဒီလိုမျိုး prompt တစ်ခုကျွန်တော်ရိုက်ထည့်လိုက်လို့ရတယ်။ရိုက်ထည့်ပြီးသွားလို့ရှိရင် build ဆိုတဲ့ clock ကိုနှိပ်လိုက်။ဒါဆိုလို့ရှိရင်ကို့ auto build လုပ်သွားပေးမယ်။ခဏနေကြလို့ရှိရင် login နဲ့ဒါ application တစ်ခုထွက်လာလိမ့်မယ်။ဒီ prompt လေးရိုက်ထည့်လိုက်တာ ਨੇ ဒီပုံစံလေးကျွန်တော်ဖြစ်လာပြီတူမီးတဲ့မိကုံးလေးတွေကိုပဲကျွန်တော်ဖြေွားရုံနဲ့ဒီလိုမျိုး plan တစ်ခုကျွန်တော်လုပ်လို့ရပြီအဲ့တော့ကျွန်တော်ဖန်တီးထားတဲ့ဟာလေး ਨੇ အရင်ဆုံးပြပေးပါမယ်အဲ့တော့ဒီ တကြောင်ရိုက်ထိလိုက်တာနဲ့ဒီပုံစံထွက်လာမယ်ပြီးွားလို့ရှိရင် start ကိုနှိမ့်လိုက်တာနဲ့တူမီးတဲ့မိကုန်းတွေကိုကျွန်တော်တို့တစ်ခုချင်းဖြည့်ွားရုံပဲဒါရီဖြည့်ပြီးွားလို့ရှိရင်နောက်ဆုံးဟို finish and generate နှိမ့်လိုက်တာနဲ့ကျွန်တော်လိုချင်တဲ့ဒါ business plan တွေထွက်လာမှာဖြစ်ပါတယ်ဥပမာဖြင့်ကျွန်တော်ဥပမာတစ်ခုနဲ့ပြပြပါမယ်ဒါဆိုလို့ရှိရင် students ဒီမှာတော့မြ мян လေးကျွန်တော်ပြပြလိုက်မယ်ဥပမာအနေနဲ့ပြရတဲ့အတွက်ကြောင့်မလို့ဒီ p တလောက်လေးကိုပဲကျွန်တော် generate နေလိုက်မယ်ဒါဆိုလို့ရှိရင် business model canvas တွေထွက်လာတယ် one page business plan ကျွန်တော်ထွက်လာတယ်ပြီးတော့ strategic plan ထွက်လာတယ် go to market strategy ထွက်လာတယ် marketing plan ထွက်လာတယ် operational plan ကျွန်တော်ထွက်လာတယ်ပြီးွားရင် HR financial ဒါတွေထွက်လာတယ် ဒါကိုကျွန်တော် download လုပ်ချင်တယ်ဆိုလို့ရှိရင်လည်းဒါ download လုပ်လို့ရတယ်ဗောနော်ကိုကဒီ AI ကိုခိုင်းခိုင်းတဲ့လို့ကျွန်တော်လုပ်ကွာလို့ရတယ်ဒါကတော့ကျွန်တော် AI ကိုခိုင်းတဲ့အချိန်မှာရေးထားတဲ့ဒီ prompt လေးတွေဖြစ်ပါတယ်ဒီပုံစံအတိုင်းကိုပင်ကျွန်တော်တို့လိုချင်တဲ့ဒါ product တွေဖန်တီးလို့ရတယ်လုပ်ငန်းရှင်တွေအတွက်ဆိုလို့ရှိရင်ဒါ business planner တွေရှိမင်းကိုက finance အပိုင်းမှာစည်င်းစရာတွေမထုတ်တတ်ဘူးဆိုတော့ဒါဆိုရင်ဒီရဲ့အစာကြောင်းလေးရိုက်ထည့်လိုက်ရုံနဲ့ဒီလို bot လေးလုပ်လို့ရတယ်ကျွန်တော်တို့မိကုန်နေမိမယ်သူက ကျွန်တော်တို့ဖြည့်မယ်ဖြည့်ပြီးသွားလို့ရှိရင် January နေ့လိုက်တာနဲ့ report တွေထွက်လာတဲ့ပုံစံမျိုးဖြစ်လာမယ်တကယ်လို့ကိုကကိုယ့်ရဲ့လုပ်ငန်းမှာ marketing အပိုင်းနေကျွန်တော်တို့လှုပ်ဆောင်ခြင်းနေဆိုလို့ရှိရင်လေဒီမှာဆိုလို့ရှိရင်သူကကျွန်တော်လုပ်ငန်းအကြောင်းသူမေးလိမ့်မယ်ဒါတွေအကုန်လုံးဖြည့်သွားလိုက်ဖြည့်သွားပြီးသွားလို့ရှိရင်တစ်လစာ content calendar တွေထွက်လာမယ်ကျွန်တော်ကတော့ဒီ print လေးအသုံးပြုပြီးတော့မှဖန်တီးထားလိုက်တယ်ဒါကတော့လုပ်ငန်းရှင်တွေအတွက်တွားတဲ့ အပိုင်းတွေပါအဲ့တော့ဒုတိယတဆင့်ဆိုလို့ရှိရင်တော့ကျွန်တော်ចောင်းလူចောင်းသားတွေအတွက်တစ်ချက်ပြပြီးမယ်ចောင်းလူចောင်းသားတွေအတွက်ဆိုလို့ရှိရင်ဒီလိုမျိုးဒီတေးဥစာလေးလာမယ်အင်္ဂလိပ်စာလေးလာမယ်ဆိုလို့ရှိရင်ဒီလိုမျိုးပုံစံတွေဖန်တီးလို့ရတယ်ဒါဆိုလို့ရှိရင်ကျွန်တော် HSK level 4နဲ့5ကို war action learning ပုံစံနဲ့ဖန်တီးခိုင်းတာတွေအားလေးဖြစ်ပါတယ်တကယ်လို့ကိုက social networking ပွဲကိုတွားတယ်ဒါကိုလေ့လာခြင်းနဲ့ဆိုရင်ဒီလိုခလုံးနည်းလိုက်တာနဲ့ကိုတိကျင်တဲ့ပုံစံနဲ့ချက်ပေါ်ပုံစံနဲ့လေ့လာလို့ရပါမှာဖြစ်ပါတယ်ဒါကကြတော့ ဒါကြောင်းလူကြောင်းသားတွေအတွက်ဆိုလို့ရှိရင်ဒီလိုပုံစံနေလို့လို့ရတယ်ပြီး fresh cut တွေကျွန်တော်ဖန်တီးလို့ရတယ် fresh cut ဆိုတာကိုယ့်အောင်ကိုပြန်ပြီးလေ့လာဖို့အတွက်အင်္ဂလိပ်စာလေ့လာတာဂျပန်စာလေ့လာတာပြန်ပြီးအသုံးပြုလို့ရတယ်အဲ့တော့ဒီတဲမှာကိုယ့်ရဲ့ idea ကိုချက်ရေးလိုက်ရုံနဲ့ဒါတွေအကုန်လုံးလုပ်လို့ရတယ်စွမ်းဆောင်ရည်မြင့်ကျင်တဲ့မိတ်ဆွေတို့အတွက်ဆိုလို့ရှိရင်လည်းဥပမာကျွန်တော်တို့ကစာတင်လိုက်တာနဲ့ပေါ့နော်ဥပမာဓာတ်ပုံတစ်ခုကိုစာအနေနဲ့ပြောင်းမယ်ဆိုပါ ဒီစာသားတွေပေါ့နော်ဓာတ်ပုံကိုကျွန်တော်တင်လိုက်တာ ਨੇ မြန်မာလိုရေးပြီးတဲ့ဒီလို application လေးတခုဆိုလို့ရှိရင် စာတစ်ကြောင်းရေးလိုက်ရုံနဲ့ရပြီကျွန်တော်မြန်မာသားတွေတင်လိုက်လို့ရှိရင်ဒါကိုမြန်မာအနေနဲ့ပေါ့နော်ဓာတ်ပုံတွေရနေပြီးတော့စာသားအနေနဲ့ပြန်ပြောင်းလဲပေးအောင်လုပ်ပြီးပါဆိုလို့ရှိရင်တခါတည်းဒီလို application တွေအသုံးပြုလို့ရတယ်တကယ်လို့ကိုကတိုက်ပင်ရရမှာပြင်းတဲ့လူတွေရှိလာတော့မသိဘူးမြန်မာလိုတိုက်ပင်ရရမှာပြင်းနေဆိုလို့ရှိရင်လေဒီပုံစံမျိုးလုပ်လို့ရရင်စာတကြောင်းလုပ်လိုက်ရုံနဲ့ ဒီလိုမျိုး application တွေလောက်လို့ရတယ်။ဒါဆိုရင်ကျွန်တော်ကစာတစ်ကြောင်းပဲကျွန်တော်ရိုက်ထည့်လိုက်တယ်ဒီပုံစံလေးထွက်လာတယ်။ဒါကိုအတုံးပြည့်ရဲ့ပုံလေးကိုကျွန်တော်ပြပေးမယ်။မင်္ဂလာပါခင်ဗျာအခုကတော့ကျွန်တော် YouTube မှာ Google AI Studio ဘလို့အတုံးပြည့်လို့ရမလဲဆိုတော့ဗီဒီယိုလေးကိုရိုက်နေရဖြစ်ပါတယ်။နော်ဒါဆိုလို့ရှိရင်ကျွန်တော်ပြန်ပြီးအသုံးပြုလို့ရတယ်တကယ်လို့ကျွန်တော်တို့ဒီလို application တွေကိုအထက်ခါထက်ခါအသုံးပြုခြင်းနဲ့ Google AI Studio တွေလည်းမဝင်ခြင်းဘူးဆိုပါလို့လို့ရလဲဆိုရင် share ဆိုတဲ့ cloud လေးကိုနေလိုက်နေပြီးွားလို့ရှိရင် publish your app ကိုနေပြီးွားရင် copy လုပ်ပြီးွားလို့ရှိရင်ဒါလေးကိုကျွန်တော် notes ထဲမှာ save လုပ်ထားလို့ရတယ်ကိုလိုချင်တဲ့အချိန်တိုင်းမှာဒါလေးကို cloud နေလိုက်တာနဲ့ပြန်ပြီးအသုံးပြုလို့ရတဲ့အနေအထားဖြစ်လာမယ်မင်္ဂလာပါကျွန်တော်ပြောဟုတ်လားမသိဘူးဒါဆိုလို့ရှိရင်ဘယ်အချိန်မှနီနီ ကိုအနေနဲ့အလွယ်တကူအသုံးပြုလို့ရတဲ့အနေအထားဖြစ်လာမယ်တကယ်လို့ဒီဥစ္စာကိုကွာ application အနေနဲ့ပြန်ပြီးတော့မှအပြောင်းလဲလုပ်မယ်ဆိုလို့ရှိရင် cloud တစ်ချက်နဲ့ယုံနဲ့ဒီလို deploy apps တွေကျွန်တော်လုပ်လို့ရတယ်ဒီ cloud ပေါ်မှာ RAM ရောမှာပေါ့နော်ကိုလင့်ကိုပေးလိုက်တာနဲ့အသုံးပြုလို့ရတယ်လုပ်လို့ရမယ်ဒါမှမဟုတ် software အနေနဲ့ပြန်ပြီးပေးလို့ချင်လဲဆိုလို့ရှိရင် GitHub တို့ဘာလို့မှာတွားပြီး save လုပ်ထားလို့ရတယ်အဲ့တော့တော်တော်လေးအသုံးဝင်နေတဲ့ဒါ Google AI Studio ဖြစ်ပါတယ်ကျွန်တော်ရဲ့အချိန်တွေအများကြီးကိုလည်းခြွေတာပေးရဲကျွန်တော်ရဲ့စွမ်းဆောင်ရည်တွေကိုလည်းအများကြီးပြန်ပြီးမြင့်စေတာဖြစ်တဲ့အတွက်ကြောင့်မလို့ကိုကစဉ်းစားနိုင်စဉ်းစားနိုင်လို့ပေးလို့လို့ရပါတယ်ကျွန်တော်အနေနဲ့ဆိုလို့ရှိရင် personality test လို့ခေါ်တဲ့ဒါကိုရေးကိုတွေးနေပတ်သက်လာပြီဆိုရင်မိကိုနေမိပြီးတော့မှ personality test ပေါင်းများစွာရဲ့အဖြစ်ကိုဖန်တီးပေးတဲ့ဒီလိုထူးစီပြီးလို့ရှိရင်ကိုက astrology နက်ခတ်တွေစိတ်ဝင်စားရဲဆိုလို့ရှိရင် astrology ဘိုင်းတွေပါအကုန်လုံးလုပ်လို့ရပါတယ်မိတ်ဆွေတို့စမ်းကြည့်ကြည့်ဖို့လေကျွန်တော်တိုက်တွန်းပါတယ်အဲ့တော့ဒီဗီဒီယိုလေးမှာတော့ကျွန်တော်လုပ်ငန်းရှင်တွေအတွက်ပြီးသွားလို့ရှိရင်ကျောင်းသူကျောင်းသားတွေအတွက် productivity တိုးတက်ခြင်းနဲ့မိတ်ဆွေတို့အတွက်ကိုမျှဝေပေးခဲ့ပါတယ်။ဒါကြောင့်မလို့ဒီဗီဒီယိုလေးကတော့ဒါမိတ်ဆွေလုပ်ငန်းရှင်တွေ၊ចောင်းလူចောင်းသားတွေဆွမ်းဆောင်ရည်မြင့်ကျင်တဲ့မိတ်ဆွေတို့အတွက်ကိုအရန်ကို powerful ဖြစ်တဲ့ Google AI Studio အကြောင်းမျှဝေပေးခြင်းဖြစ်ပါတယ်။ကိုယ်အနေနဲ့ရောဘလို့နီးလန်းနေတဲ့အသုံးပြုဖို့အတွက်ကိုစဉ်းစားပြီးလဲ comment မှာရေးကြလို့ရရေးကြပြီးပါအောင်တခြားသိကျင်အကြောင်းအရာရှိလို့ရှိရင်လဲ comment မှာရေးကြလို့ရပါတယ်။ဆုံးဒီဂျီပေးကြောင့်ကျေးဇူးတင်ပါတယ်။မင်္ဂလာရှိတော်နေ့လေးဖြစ်ပါစေ။